မြို့ဝန်ထိုးဆိုတဲ့အကောင့်ပိုင်ရှင်ကတပည့်တော်မေခွန်းမေးလိုပါသည်ဖုရားအိမ်နောင်တဲ့အမျိုးသားတယောက်က ပြည်ရစာမအပျော်မယ်လို့နဲ့အတူနေခဲ့မိရင်ကာမေသူမိစ္ဆာဇာရကံကျူးလွန်ရာရောက်ပါသလားဖုရားတနာငဲ့ညာသောအဖြစ်ဖြေကြပြီးတော်မူပါဆိုပြီးတော့အကြီးဆုံးလူအန်ရယ်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ်။ဖုံဖုံကပြည်တစာမတွေနဲ့အတူနေရင်ကာမေတုမိစ္ဆာစာရကံထိုက်တယ်လို့ပြောလိုက်တာနဲ့ထိုက်တယ်လို့ယူဆမှလား။အဲ့လို့ဆိုပြည်တစာမတွေနဲ့အတူမနေတော့ဘူးလား။ဖုံဖုံကမထိုက်ပါဘူးလို့ပြောလိုက်ရင်ကောပြည်တစာမတွေနဲ့အတူတူနေကြတော့မှလား။အဲ့လို့ဆိုရင်ကိုပိုင်အတိတ် ကိုပိုင်ညာဆိုတာဒီမတုံးကြတော့ဘူးပေါ့ထိုက်သည် ဖြစ်စေမထိုက်သည်ဖြစ်စေဒီအလုတ်ဟာကောင်းတဲ့အလုတ်လားမကောင်းတဲ့အလုတ်လားငါအဲ့အတွက်ကောင်းကျိုးရမယ်အလုတ်လားငါအဲ့အတွက် ဆိုးကျိုးတွေကိုဖြစ်ပေါ်စေမယ်အလုတ်လားလို့ကိုကိုယ်တိုင်စဉ်းစားပြီးတော့သိမြင်အောင်ကြိုးစားစီခြင်းနဲ့အာလုံးစာထဲမှာပါတာတွေနဲ့ဆရာတွေပြောတာတွေနဲ့ကြီးပြီးတွဲပြီးတော့မနေစီခြင်းဘူး ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိမြင်တဲ့အသိအမြင်ကသာဘဝမှာကောင်းကျိုးတွေကိုရစေတယ်။စာထဲမှာအဂမနိယဝတ္ထုမသွာလာကောင်းတဲ့မိမ20ဆိုပြီးတော့ရှိတယ်။အဲ့ဒီမသွာလာကောင်းတဲ့မိမမကျူးလွန်ကောင်းတဲ့မိမ20တဲမှာအမေဆောင်အဖေဆောင်မိဘနှစ်ပါးလုံးဆောင်ညီအကိုဆောင်ညီအမတွေဆောင် ဆွေမျိုးတွေစောင့်အနွယ်တွေစောင့်တရင်သုံးပေါ်တွေစောင့်စတဲ့စောင့်ရှောက်သူ ရှိနေတဲ့မိမ၈ဦးနဲ့ပိုင်ရှင်ရှိတဲ့မိမ12ဦးဆိုပြီးတော့စာထဲမှာမသွာလာကောင်းမကျူးလွန်ကောင်းတဲ့မိမ20ဆိုပြီးတော့တွေ့ဘူးတယ်အဲ့ဒီပိုင်ရှင်ရှိမိမ12ဦးထဲမှာငွေနဲ့အချိန်ပိုင်းငှားရမ်းထားတဲ့ပြည်စာမှာငွေပေးငှားရမ်းထားသူ ရှိပြီးသားဆိုရင် ပိုင်ရှင်ရှိတယ်လို့ဆိုတယ်အဲ့ဒီလိုပိုင်ရှင်ရှိနေတဲ့ပြည်သာမနဲ့လည်းမသွာလာကောင်းဘူးလို့တွေ့ရပါတယ်ဒီတော့စောင်းလျှောက်သူ၈ဦးနဲ့ပိုင်ရှင်ရှိသူ၁၂ဦးကလွင့်ရင်တော့လေကာမေသူထိုက်တယ်လို့ဆိုနိုင်မယ်မဟုတ်ပါဘူးကာမေသူမိစ္ဆာဇာရကံထိုက်ပြီးတော့နောင်ဘဝအပေငရဲကြမှာကြောက်လို့နေကြတာပဲစာရဲကမကြပါဘူးဆိုရင် ပြီးတစားမနဲ့လေပျော်ပါကြမယ်သဘောလားကို့မှာအိမ်အောင်ရှိပါရဲ့နဲ့အဲ့ဒါလို့နေသင့်သလားမနေသင့်သလားဆိုတဲ့ကို့ညာနဲ့ဘာကြောင့်မစင်စားကြရတာလဲပေါ့လက်တွေ့ကိုပိုင် အသိညာနဲ့ကိုယ်တိုင်စဉ်းစားဆင်ခြင်ပြီးတော့ဒီအလုပ်တွေဟာလုံးတင်သလားမလုံးတင်သလားစဉ်းစားငါအတွက်ကောင်းကျိုးတွေရမှာလားငါအတွက်ဆိုးကျိုးတွေဖြစ်ပေါ်လာမှာလား ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စဉ်းစားပြီးတော့ကျင့်သုံးစေခြင်းနဲ့ပြည့်ရစာမရီနဲ့သွာလာပျော်ပါတယ်ဆိုရင်အပေကြတာမကြတာခဏထားအဲ့ဒါလို့သွာလာလိုက်လို့ကိုယ်စိတ်လေးကို အလိုလိုက်လို့ကိုယ်မှာယောဂါတွေလည်းရလာနိုင်တယ်ကိုယ်မှာယောဂါတွေရလာရင်ကိုယ်စီကနေကိုယ်မိမ့်မကိုယ်သားသမီးတွေအထိအတိုင်းအဆမရှိယောဂါတွေကူးဆက်ပြီးတော့ရမလာနိုင်ဘူးလား အဲ့လိုမြန်ဖြစ်သွားရင်ခံလိုက်ရမယ်ဆိုချိုးဟာဘလောက်ကြောက်စရာကောင်းမလဲအဲ့ဒါလို့ပြည်တစားမရီနဲ့သွာလာလိုက်ရင်ကိုသိတ်ချစ်တဲ့ကိုဇနီးအပေါ်မှာရောကိုဟာတစ္ဆာဖောက်သူ ဖြစ်မသွားနိုင်ဘူးလားကိုဇနီးကရောအဲ့ဒါလို့နေမယ်ဆိုရင် ကိုရင်ထဲမှာဘယ်လိုခံစားရနိုင်မလဲကိုလေအဲ့ဒါလို့နေတာကိုကိုချစ်တဲ့ကိုဇနီးကတိသွားတယ်ဆိုရင်ရော သူဘယ်လိုများခံစားနေရ ရှာမလဲအဲ့ဒါလို့နေလိုက်ချင်းဟာ ကိုဇနီးအပေါ်မှာတစ္ဆာဖောက်ရတစ္ဆာပြက်ရမရောက်နိုင်ဘူးလားအဲ့ဒါလို့သွာလာနေထိုင်ချင်းကြောင့်ကို့မိသားစုရဲ့ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊ကြီးပွားရေးအတွက် အသုံးပြုရမယ့်ငွေတွေရောကိုတယောက်တည်းဖြုံးတိပြက်ရမရောက်ဘူးလားဒီအလုပ်ကိုလှုပ်ရှားရှိရင်လှုပ်ချင်လာမှာဖြစ်တဲ့အခါ နောက်ကျတော့မလို့ရမနေနိုင်အထိဖြစ်လာတဲ့အခါအဲ့ဒါတွေဟာကိုယ့်ရဲ့ကိုခြင်းတရားကိုခြင်းသီလပျက်စီးမသွားဘူးလားကိုကိုယ်တိုင်မကောင်းတဲ့အကျင့်ကြီးရှိနေပြီဆိုရင် ကိုကိုယ်တိုင်မကောင်းတဲ့သူကြီးဖြစ်သွားရတာဘလောက်ဘဝမှာနစ်နာသွားရသလဲသားတွေသမီးတွေဇနီးတွေပါတိလာတဲ့အခါကိုယ်သိခါကိုယ်တန်ဖိုးတွေကိုသူတို့ကဘယ်လိုတတ်မှတ်တာခံရမလဲသားသမီးတွေကရော လေးစားပါဦးမလားဇနီးမယားကရော အချစ်တွေဂယူးဆိုင်မိတွေရော့ကြမသွားနိုင်ဘူးလားမိษွေအပေါင်းအသင်းတငယ်ချင်းတွေကရော ကိုကိုအထင်ကြီးလေးစားသွားကြမှာလားအထင်သေးပြီးတော့ယွန်ရှားလာကြမှာလားအဲ့လိုကိုပိုင်ညာနဲ့ကိုတိုင်းသိမြင်လို့ရနေတဲ့ဆိုးကျိုးတွေအများကြီးရှိနေပါလျက်နဲ့သူများပါဇက်ဖြားက စကားနဲ့မရှောင်ခြင်းချင်းမှာနဲ့ ြည်ဒဇာမနဲ့နေလို့ကာမေသူမိစ္ဆာစာရကံထိုက်ထိုက်မထိုက်ထက်လက်တွေ့ကိုဘဝကိုအဖြစ်ရဲ့မကောင်းတဲ့အနေထားတွေမကောင်းတဲ့အဖြစ်တွေကိုသိမြင်ပြီးတော့ကိုပိုင်ညာနဲ့ကိုတိုင်သိမြင်ပြီးရှောင်ခြင်းရင်မကောင်းပေဘူးလားစာရဲကမထိုက်ဘူးဆိုတာနဲ့နေမှာလားဖះကမင်းတို့ကြောက်တုံးနေတဲ့ခေါင်းနဲ့မတိုက်ကြနဲ့လို့မမှားခဲတော့ပါဘူး အဲ့ဒီလိုမမှားခဲ့တာနဲ့ကြောက်တုံးနဲ့ခေါင်းနဲ့တိုက်ရမှာလားတခါမှားခဲ့တယ်ဆိုရင်လည်းအဲ့ဒီအမှားကြီးကိုမိပြစ်လိုက်ပါစိတ်ရောက်ရောက်ပြီးတော့ပူပန်မှုတွေဖြစ်မနေပါနဲ့ဗုဒ္ဓကပါပင်စေ ပူရိသောကိရိတာအကယ်၍လူတယောက်ဟာ မကောင်းမှုတစ်ခုကို ပြုမိပြီးဆိုရင် ပြုမိခဲ့တယ်ဆိုရင်နာနံကိရိတာပုဏ္ဏပုဏ္ဏအဲ့ဒီမကောင်းမှုကိုထပ်ထပ်ပြီးတော့မပြုမိအောင်လုပ်ပါ ကြိုးစားပါ နာတံမိသာနာဂိဓာထအဲ့ဒီမကောင်းမှုပြုလုပ်ခြင်းနဲ့စိတ်ဆန္ဒကိုထပ်ထပ်ဖြစ်မနေပါစေနဲ့အဲ့ဒီမကောင်းတဲ့စိတ်ကြီးသာနာကြီးအလွှမ်းမိုးခံမနေပါနဲ့ဒုက္ခပပတ္တဥစ္စယောမကောင်းမှုတွေများလာလို့ဒီမကောင်းတာကြီးပဲလှုပ်ရှင်နေတယ်လှုပ်နေတယ်ဆိုရင်အဲ့ဒါလိုမကောင်းမှုတွေများများလာလိမ့်မယ်အဲ့ဒါလိုမကောင်းမှုတွေများများလာခြင်းဟာ မကောင်းမှုတွေစုမိစုမိလာခြင်းဖြစ်ပြီးတော့ဆင်းရဲမှုအကြောင်းတွေဖြစ်လာတာပဲတဲ့ဒါကြောင့်အရာရာတိုင်းမှာကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စဉ်းစားဆင်းရဲနိုင်ပြီးတော့မကောင်းမှုများကိုရှောင်ရှားနိုင်သူများဖြစ်ကြပါစေလို့စန္ဒပြုရင်ဤကုန်းချုပ်လိုက်ပါတယ်